ထိုက်ထိုက်တန်တန်နော်တကယ်ကိုထိုက်ထိုက်တန်တန်ကိုပေဘောဘုဇကကိုအပြီးသိမ့်လိုက်ပါပြီအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တန်းအပါဝင်တန်းထူးတန်းကောင်းတန်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည် ်ဇေအာနာရှင်စနစ်ကြာရှုံးရမည်ကဲကျွန်တော်တို့ဒီဒေါ်လာရေးကြီးကနေ့စဉ်တွေးအောင်ပွဲတွေရနေတယ်နော်နေ့စဉ်နေ့စဉ်ကိုရီးဘက်ကတိုက်ဆက်ထိုးစစ်တော့ရှေးဥစွာကျွန်တော်တို့ဒီပေဘောဘုစကံကိုနော်ပေပရရှိသွားတယ် KNL, KNU, PDF မှာအမိတ်တပေါင်းစုအားလုံးကိုအလုံးလုံးဝမ်းသာဂုဏ်ယူကြောင်းရှင်းစွာပြောပြသည်တကယ်ကိုဂုဏ်ယူပါတယ်လေးစားပါတယ်ဝမ်းသာပါတယ်ဒီနေ့သိဘောဘုစကံကိုထပ်ပြီးတော့သိမ်းပြလိုက်ရှင်းသည်လူဦးဒေါ်လာကြီးရောဖက်ဒရယ်ဒေါ်လာကြီးရောအားလုံးသောညီကိုမောင်နှမအယောက်ရှင်းစီတိုင်းအတွက်ကိုခွန်အားသည့်ဖြစ်စေတယ်ဒါပြင်ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကြားထဲမှာ အရေးတော်ပုံတက်သားပြည်သူတွေကြားထဲမှာယုံကြည်မှုတွေတိုးစေရဲ။ဒါအပြင်ကျွန်တော်တို့နိုင်ကိုနိုင်မယ်အောင်ကိုအောင်မယ်ဆိုတာသိကြတယ်ဆိုတာကိုထပ်မံပြီးတော့ကျွန်တော်တို့အဲယုံကြည်မှုတွေရတယ်တတ်သိရရပေါ့နော်။ဒါကြောင့်မလို့ယနေ့တိတ်ဘောဘုစကားကိုအောင်မြင်စွာသိမ့်ပိုက်ခဲ့တဲ့နော်။ GNU GNL PDF ရဲဘော်သူရဲကောင်းတွေအကုန်လုံးကျွန်တော်တို့တကယ်ကိုဒီနေရာကနေလေးစားကြောင်းဝမ်းသာကြောင်းပြောပြရစီ ဒါပြင်ကျွန်တော်ကြားတာတော့ကိုဘကတော့အဖိတ်စင်လုံးဝမရှိဘူးလို့ကြားပါတယ်เนาะဒါကပုံပြီးဝမ်းသာစရာကောင်းပါတယ်ဒေဘဘုစကန်းဆိုတကယ်ကိုစကန်းကြီးเนาะရန်သူဘက်ကတော့အဖိတ်စင်တွေများတယ်ဒဏ်ရာရတဲ့သူတွေများတယ်နောက်ဆုံးเนาะသူတို့ဘက်ကအလံပြူထောင်ပြီးတော့လက်နဲ့ချတယ်ဆိုတဲ့သတင်းကျွန်တော်တို့ကြားရတယ်တခါကိုရီဘက်ကတိုက်စင်เนาะထိုးစင်เนาะเนาะကိုရီဘက်ကအမဲလိုက်တာเนาะเนาะဆိုတော့ စပြီးတော့ dice ကိုဘယ်လိုဖွင့်လဲဆိုတော့ကျွန်တော်မျက်စိထဲစိတ်ကူးယဉ်ကြည့်တာလीเนาะကိုလည်းမြင်ရတာမဟုတ်တာကျွန်တော်မျက်စိထဲစိတ်ကူးယဉ်ကြည့်တော့เนาะဒီ KNL KNU ကတက်မှုတွေကဇာလန်စကီရဲ့ဝိညာဉ်ကိုစီးဝင်ပြီးတော့လုပ်ပုံရတယ်ဗျဟုတ်လားဆိုတော့ပရမအုပ်ဆုံးသူတို့ drone နေနဲ့ပေပေါ်ဘူးစကမ်းပေါ်ရေးလဲလဲ share ကျွေးတယ်လို့ပြောတယ်ကြာเนาะ သတင်းတွေလည်းကျွန်တော်လည်းလိုက်ဖတ်ကြည့်ပြီးပြောရတာပေါ့နော်ဆိုတော့ရန်သူကြီးလည်းဥချိုးတာပေါ့ဗျာရန်သူကလည်းသူကလည်းအပြင်းထန်ခုခံတယ်ဘလိုနည်းနဲ့ခုခံလဲဆိုတဲ့အခါကျတော့လေမြန်နဲ့လာပြီးအချင်းချင်းဘုံကျဲတယ်ပေါ့ဗျာသို့တော်လည်းကျွန်တော်တို့ဒီဘက်ကပါတီတို့ဖတ်တို့တို့နော်ဂရန်သူရဲကောင်းနေတဲ့တကွာကျွန်တော်တို့ PDF ပူပေါင်းမဟာမိတ်တပ်တွေရဲ့ရဲစွမ်းတပ်တွေအပြည့်နဲ့တကယ်ကိုစိတ်သက်ခွန်အပ်တာနဲ့နော်တကယ်ကိုရွေးချွတ်ချွတ် ထိုက်ထိုက်တန်တန်နော်တကယ်ကိုထိုက်ထိုက်တန်တန်ကိုပေဘောဘုဇကကိုအပြီးသိမ့်လိုက်ပါပြီအခုဆိုရင်ထိုင်းမြန်မာနေဆက်မှာနော်စက်စက်ခါရီချေကိုယူထားတဲ့စကန်းကသိမ့်မကြံတော့ပါဘူးနောက်ဘယ်စကန်းအလဲကြမလဲဆိုတာကိုလက်ရှိအဲ့စကန်းမှာထိုင်နေတဲ့စက်ခါရီလေမြက်ခုံးလှုပ်ပြီးတော့သွေးပြက်နေပါပြီနော်အဲ့တော့ကျွန်တော်တို့က9 9မှာဆိုတာကိုယနေ့ ေဘောဘူအောင်ဘွဲကထပ်မံပြီးတော့တက်တည်ပြနေပါလေ။နော်။ဖတ်ဒီတို့ဖတ်တို့တို့တို့ကကျွန်တော်ယုံကြည်တယ်ကရိန်နေမာတွေရက်နေမဲ့ပုံကိုယ်တွေမဟုတ်ဘူး။ဟိုတလောကပဲ KNDU ကောင်းဆောင်တယောက်ကအင်းစိန်ကိုပြန်သိမ့်မယ်ဆိုပြီးဂျုံဝါထားတယ်လို့ဖတ်ဒီတို့ကဒီအချိန်ကိုနှစ်ပေါင်းများစွာတမြုံမြုံနဲ့ကိုင်းလေးဝါပြီးတော့ဆောင်လာခဲ့တယ်နော်။မာဗျူဟာအချိန်ခါကောင်းပေါ့နော်။ဆောင်လာခဲ့ပြီးတော့ ဝေဖန်မှုပေါင်းစုံတို့သီးခံပြီးတော့ကြိတ်ပြီးတော့เนาะကြံစီပြီးတော့ဖော်ဆောင်လာခဲ့လိုက်တာเนาะကြည်ရဇလန်စကီရဲ့ဝိညာဉ်တွေပါစီးဝင်ပြီးတော့လုံလိုက်လားမသိဘူးเนาะဆိုတော့ပါတီတို့ရဲ့ spider web ပေါ့ဗျာเนาะဒီဘောဘူပေါ့ဟုတ်ရေးလလကစ်ဆိုင်တဲ့ခါကျတော့စကောင်စီနောက်ဆုံးတော့ဒူးထောင်းအညံ့ပေးရတယ်စကန်အကောင်လေးစက္ခတွေเนาะဆိုတော့အဲ့ဒီတဲ့င်းကိုကျွန်တော်ကြားရတယ်ဒါဒီဘာကိုထပ်ကိုပြတယ်လည်းဆိုတော့ကျွန်တော်တို့က နိုင်ကိုနိုင်မှာအောင်ပွဲကကျွန်တော်တို့ဘက်မှာနော်အောင်ပွဲကကျွန်တော်တို့ဘက်မှာဖြစ်နေတယ်နော်ဆိုတော့စစ်တို့ရဲ့သဘောမှာရန်သူအကြောင်းကိုသိခြင်းကိုကိုကိုသိခြင်းနော်အချိန်နဲ့အချိန်ကာလကိုသိခြင်းနော်ဒါတွေကဒီတိုက်ပွဲတစ်ခုရဲ့အဆုံးအဖြတ်ကိုအများကြီးကျွန်တော်တို့အဖြေပေးပါတယ်ဆိုတော့ဖတ်တီတို့ကစစ်တိုက်လာလဲနှစ်ပေါင်း80ကျော်ပြီး ။ဆိုတဲ့အခါကျတော့သူတို့အချိန်နဲ့အချိန်ခါအရရကိုသူတို့စောင်းပြီးတော့ယနေ့အချိန်မှာတော့အချိန်ခါကောင်းကိုနော်အမိရစုတ်ကင်ပြီးတော့တကယ်ကိုရန်သူတွေကိုမဟာဗျူဟာမြောက်ဖိုးစစ်ဆင်ပြီးတော့ရေးလေလေစကားနဲ့တစ်ခုပြီးတစ်ခုသိမ့်ပြီးတော့ဗောနော်စစ်ခွေးကင်းစင်ဂရင်းနဲ့တခွင်းဆိုတာကိုမကြခင်မှာကျွန်တော်တို့မြင်ရတော့မယ့်အဒီထားတိကိုရောက်လာပါပြီဒါသည်တကယ်ကိုဝမ်းသာစရာကောင်းပါလေ ကျွန်တော်တို့ correct အောင်ပွဲကကျွန်တော်တို့ပြည်သူတည်ရဲ့လုံရင်အောင်ပွဲပါเนาะဆိုတော့ဒါကိုကျွန်တော်အနေနဲ့တင်ပြခြင်းတယ်ဆိုတော့တပည့်ချာချာပေါ့ဗျာเนาะဒီလိုမျိုး plan ချပြီးလုပ်ခဲ့ဟာတွေရဲ့အောင်မြင်မှုဟာဘယ်လောက်ထိအောင်ကြီးသလဲဆိုလို့ရှိရင်ဂျွန်လာတည်ရဲ့နေ့နေ့နေ့၃ရက်နေ့เนาะကောင်းမွန်သောခေါင်းဆောင်မှုစနေတကြကြိုတင်စီစဉ်မှုသတင်းလှည့်ဝတ်မှုမဟာဗျူဟာမြောက်ရန်သူကိုเนาะချိုးနိုင်နိုင်မှုတွေကဘယ်လောက်ထိအရေးပါသလဲဆိုတာကို ယူကရိန်းကနေပြီးတော့ရုရှားကိုနော်ရုရှားကိုမဟာဗျူဟာမြောက်ထိုးစစ်တွေပေါ့ဗျာလုတ်တဲ့နေရာတွေမှာကျွန်တော်တို့တွေ့နိုင်ပါတယ်အထူးသဖြင့်ချစ်ကြည့်ပါနော်ဂျွန်လာတီယန်နေအလုံးစပရိုက်နော်ယူကရိန်းကယူကရိန်းကရုရှားကိုသွားပြီးတော့ဒရုန်းတွေနဲ့နော်သွားပြီးတော့မဟာဗျူဟာမြောက်ပုံကျဲလေရင်တွေကတကယ်ကိုနျူကလ িয়ার ဟိုစဘုံတန်နိုင်တဲ့ဟာတွေကအကုန်လုံးလျှက်တစ်ပြက်တီးပလိုက်ရုရှားတွေလုံးဝဟတ်ကော်ကြီးဖြစ်သွားတယ် အဲ့လိုမျိုးသူတို့ကယုတ်တရက်နော်အဓိခံလိုက်ရလို့ပြတ်တုတ်ခံလိုက်ရလို့နော်သူတို့ဘာလို့အောင်လို့ဘာကံရမှမသိတဲ့အချိန်မှာပထမဆုံးစလုပ်တာနော်ဂျွန်လာတရက်ဒီမှာစလုပ်တာဒုတိယရက်ဂျွန်လာနေ့ရက်ဒီမှာထပ်ပြီးတော့အဲ့လိုမျိုးပဲ drone စစ်စီရင်းနဲ့ထပ်ပြီးတော့ရုရှားရဲ့ဒုံးကျည်တွေနော်ရုရှားရဲ့လေညာခွင့်တွေနောက်တစ်ခုရုရှားရဲ့ရထားလမ်းကြောင်းကြီး logistic နော်ဖေဘုတ်ဆိုရင်လမ်းကြောင်းနော်အဲ့ဒါကြီးပါဖြတ်ပြတ်တာ ျွန်တော်ဒါတွေကိုတင်ပြနေတာအကြောင်းရှိပါတယ်။ယူကရိန်းကရုရှားကိုအဓိကသွားပြီးတော့ဒရုန်းတွေနဲ့ဗဟာပြည်အမြောက်တိုက်စစ်တွေကိုအရင်ဖော်ဆောင်တာကိုကျွန်တော်ပြချင်ပါတယ်။နော်။ရန်သူရဲ့နေတဲ့တိကိုထိုးဖောက်ဝင်ရောက်ပြီးတော့တနစ်ခွဲကျော်တော့နော်။ရေလလေကိုပြင်ဆင်ပြီးတော့အမေရိကန်လည်းအသိမပေးသူရဲ့မဟာမိတ်အရင်ဥရောပနိုင်ငံတွေလည်းအသိမပေးပဲနဲ့ရုရှားနေတဲ့ကိုလုံးဝကိုထိုးပေါက်ဝင်ရောက်ပြီးတော့လျှက်တစ်ပြက်လုလိုက်တဲ့အခါမှာရုရှားကြောကော့သွားတယ် ဲ့တော့ကောင်းမွန်သောခေါင်းဆောင်မှုနဲ့နော်စတရကြစီမံခန့်ခွဲမှုကဘယ်လောက်ထိအောင်ရေးပါသလဲမဟာဗျူဟာမြောက်နော်ကျွန်တော်တို့ထိုးစစ်တွေကဘယ်လောက်ထိအရေးပါလဲဆိုတော့ယူကရိန်းရဲ့ဒီပင့်ကူအိမ်မဟာဗျူဟာနဲ့ဒရုန်းတွေအများကြီးနဲ့နော်လျှက်တစ်ပြက်သွားပြီးတော့ရုရှားကျွတ်ကိုအဲ့ဒါမှလည်းရုရှားကျွတ်ဆုံးနော်မင်းအောင်လည်းသွားပြီးတော့ကျွတ်မင်းလည်းသွားပြီးတော့တကယ်တော့ကျွတ်ဆုံးဖြစ်တယ်နော်သွားပြီးတော့ ပြားတုတ်ပလိုက်တာပါဗျာပင့်ကိုငါဘတ်တုတ်ပလိုက်တာပါနော်ဆိုတော့ကရက်ဆာတွေလုံးဝကိုဥကျိုးသွားတယ်အဲ့သူ့ရဲ့မဟာပြောကိုကျွန်တော်ပြောချင်တာတရက်နေ့မှာဥကျိုးသွားတဲ့အချိန်မှာနေ့ရက်နေ့မှာကျတော့ဘာထက်လို့လဲဆိုတဲ့အခါကျတော့နော်ထပ်ပြီးတော့သွားပြီးတော့လုတ်တယ်အဲ့တော့တရက်နဲ့နေ့ရက်နေ့နဲ့ရက်ဆာကရေးလေလေဥကျိုးနေတဲ့အချိန်မှာနောက်ထပ်အခုဒီနေ့၃ရက်နေ့မှာနော်ဘာလုပ်တယ်လဲဆိုတော့ရက်ဆာက ယူကရိန်းကိုပြန်ပြီးတော့ retaliate ပေါ့ဗျလက်တော့ပြန်မယ်ဆိုတာသူတို့ကသိတယ်ပြီးတော့ဒီ Crimea ပေါ့ဗျာเนาะကျွန်းဆွယ်နဲ့ဒီ Ukraine နဲ့ Russia နဲ့ပေါ့ဆက်သွယ်ထားတဲ့တံတားကိုဒီနေ့ရေအောက်ထဲကနေပြီးတော့ TND တံတန်းကျော်သုံးပြီးတော့ခွဲပလိုက်တယ်ကျွန်တော်ပြောချင်တာ logistic ကိုဖြတ်တယ်ဆိုတော့ပြောချင်တာအဲ့ logistic ကိုဘယ်လိုဖြတ်သလဲတံတားကိုချိုးပြတယ်ရထားလမ်းကိုချိုးပြတယ်လေယာဉ်ခွင်းတွေကိုချိုးပြတယ်လေယာဉ်မြန်တွေကိုတီးပြတယ်เนาะမင်္ဂလာပါခင်ဗျာမင်္ဂလာပါเนาะ ဆိုတော့ဒါတွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့မဟာဗျူဟာမြောက်ကိုယ့်ဘက်ကလက်ဦးမှုနော်ဟိုရဖို့ကဘလောက်အရေးကြီးတယ်လဲဘလောက်ပဲအင်အားကြီးတဲ့ရန်သူဖြစ်ပါစေကောင်းမွန်သောခေါင်းဆောင်မှုနဲ့နော်စနစ်တကျမဟာဗျူဟာမြောက်ကိုယ့်ဘက်ကလက်ဦးမှုယူလို့ရှိရင်ဘလို့ပဲအကောင့်ကြီးပါစေဘလို့ပဲဂေါလိယာကြီးဖြစ်နေပါစေကိုရီကဒေးဗစ်ဖြစ်နိုင်တယ်နော်ဒါကိုလက်တွေ့ပြရပေါ့နော်ဆိုရက်ကကြတော့ဒါကိုလည်းကျွန်တော်တပြကျင်တယ်အဲ့တော့ အခုကျွန်တော်တို့မြန်မာပြည်အနှက်မှာမြန်မာပြည်အနှက်မှာဥရိဘက်ကထိုးစစ်တွေဆင်နေတယ်အဲ့တော့2024နှစ်မှာเนาะကျွန်တော် live ကိုတက်ရင်းနဲ့ကျွန်တော်ဘာပြောခဲ့တယ်လဲဆိုတော့2025အလဲပိုင်းပွဲချမ်းကြီးဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်ဆိုတော့ဒါသက်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့เนาะစစ်မှုထမ်းဥပဒေနဲ့သူတို့ကအတင်းသွွင်းပြီးတော့เนาะသွွင်းပြီးတော့ စကားသတိကိုရနေတယ်နော်စကားသတိကိုရနေတယ်ရနေတဲ့အခါကျတော့တို့အခုဆိုလို့ရှိရင်တင်္ဂနာနာကြီးရတယ်လို့ကျွန်တော်တို့ကြားတယ်ဒါဒီလေအဲစီရီယံပိုကြီးဇေယောရဲ့နော်ကျွန်တော်တို့စင်းစရာကိုကိုကပြီးပြောတာသူပြောတာ9000လို့ပြောပါတယ်နော်အဲအဲ့လောက်ကိုရသွားပြီလို့ကျွန်တော်တို့ကြားတယ်ဆိုရက်ကကျတော့ဒါကြီးပြီဒါဒါဆိုရင်ဇေယအနေထားရှိတယ်ဘာကြောင့်ဆိုရင်ဇေယအနေထားရှိတယ်လဲဆိုတော့ဒီနေ့ကိုပဲကျွန်တော်တို့သတင်းတွေကိုလိုက်ဖက်ကြည့်ပါစက္ခတွေက ညောင်ရွှေဘက်ကိုအင်အားတစ်ထောင်လောက်နဲ့တက်သွားတယ်။ပခုတ်ကူဘက်ကိုအင်အားတစ်ထောင်လောက်နဲ့တက်တယ်။နော်။ပောက်ဘက်မြိုင်ဘက်ကိုအင်အားတစ်ထောင်လောက်နဲ့တက်တယ်။မြေပြင်မှာအင်အားတစ်ထောင်ဆိုတာလည်းနဲ့အပြည့်စုံတက်ဆင်ထားတာကမနည်းဘူး။နော်မနည်းဘူး။အဲ့တော့ကျွန်တော်တို့ကဒီကောင်းလေးကိုနော် Rambo ကားရဲ့လူဂျားရဲကနေဖြတ်စော်ပါလားတို့။ဒံပေါက်ကြွေးပါလားတို့နော်။ဒီလိုမျိုးပြောလို့ရှိရင်တော့ရတာပေါ့။သို့တော်လေအဲ့အဲ့လောက်ကြီးတော့လေ မြေပြင်မှာကစစ်ကူးရင်ဆန်လို့မြေရဘလို့ဖြစ်နေလဲဆိုတော့ကိုရီဘက်မှာကနော်အတူအရှိတော်မှမနေတက်ဆင်ရတဲ့အနေအထားတွေရှိရယ်နော်ဆိုရက်ကကြတော့ဒီလောက်ပဲကျွန်တော်ပြောမယ်လीနော်အဲ့တော့ကကြတော့ကျွန်တော်ကစိတ်ကူးရင်ဆန်လို့မြေရတို့တော့နော်တို့တော့အဲ့ဒီစက္ခရရဲ့နော်စက္ခရရဲ့ဒီစူဇောင်းမှုဟာတွေကိုကျွန်တော်တို့ရှင်းလင်းမှုကိုစနစ်တကျလုပ်ဖို့ကတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တိုင်းသားခေါင်းဆောင်ကြီးတွေရောနှွေးဦးတော်လိုင်း ခေါင်းဆောင်ကြီးတွေရောစနစ်တကျเนาะကျွန်တော်တို့တည်တည်ကြည်ကြဒါကူလေဥကောင်းဥနောက်ထဲထည့်ပြီးစဉ်းစားစီခြင်းတဲ့ကိစ္စတခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စခတွေကနေ့စဉ်နေ့စဉ်နဲ့အမြတ်သူကအခုဆိုစခအစ်တွေရနေတယ်။အခုဆိုအဲ့ဒါတွေကိုသုံးပြီးတော့နေရီကံကိုလည်းသူတို့အင်အားတွေဖြည့်တယ်။เนาะဗဒံဘက်ကိုလည်းအင်အားတွေဖြည့်တယ်။အခုသူကအင်အားတွေဖြည့်နိုင်လာနေတာကိုနေ့စဉ်သတင်းတွေကြည့်ခြင်းအဖြစ်ကျွန်တော်တို့တွေ့နေရတယ်။เนาะ ဆိုတော့တို့ဘက်မှာကပ္ပစဆက်ယုံရဲ့အနေထားတွေရှိနေသေးတယ်ကောင်းနေသေးတယ်အဲ့ကပ္ပစဆက်ယုံတွေကိုကာကွယ်ဖို့လို့အတွက်နေ့စဉ်နဲ့မြတ်တို့အမှအင်အားကိုယာကြီးထောင်ချပြီးတော့တို့ပို့နေတယ်ဒါကိုကျွန်တော်တို့ကနော်ရှေ့မှာလည်းရန်သူကိုကိုကချင်နေမှာဖြစ်ဖြစ်ရခိုင်နေမှာဖြစ်ဖြစ်ဂရိနေမှာဖြစ်ဖြစ်ဂရိနီနေမှာဖြစ်ဖြစ်ရန်သူကိုစိုင်နေရတာမှန်တော်လေနော်ကျွန်တော်တို့ဒီဒီကိစ္စကိုအထူးဦးစားပေးပြီးတော့ဘလုံးနည်းနဲ့ဖြတ်မလဲဆိုတော့ကိုကျွန်တော်တို့ခေါင်းဆောင်ကြီးများ ်ခေါင်းချစ်ဆိုင်ပြီးတော့စနစ်တကျဆွေးနွေးပြီးတော့ဖြတ်စီခြင်းတယ်တကယ်ကိုလုံနိုင်နဲ့เนาะအဖွဲ့အစည်းတွေမြေမြမှာရှိတယ်เนาะလုံချင်တဲ့သူတွေလည်းရှိတယ်သို့တော့သူတို့ကိုကျွန်တော်တို့ကဥစားမှုပေးပြီးတော့အထောက်ပံ့ကောင်းတွေပေးနိုင်ဖို့เนาะလိုတယ်ဥစားမှုဆိုတာကကျွန်တော်တို့ဟိုဒီတမှုကောင်းတွေပေါ့အေရဲ့တမှုကောင်းတွေဖြစ်ဖြစ် AI ရဲ့တမှုကောင်းတွေဖြစ်ဖြစ်နော် GNU ရဲ့တမှုကောင်းတွေဖြစ်ဖြစ်သူတို့ကနေပြီးတော့ဥဆောင်ပြီးတော့ကျန်တဲ့ကျွန်တော်တို့ เนาะအညာသားဒီဗမာဒီဘာလို့ဆိုစစ်သက်အရန်နုပြီးတယ်သူတို့ကိုလာပြီးတော့ဥဆောင်စီမံခံလွှမ်းမှုပေးခြင်းဒါပြင်ကျွန်တော်တို့ဒီလိုမျိုးပေါ့ရန်သူရဲ့เนาะဒီစုစားမှုတွေကိုဖြတ်တတ်မှုလို့အတွက်အစစ်မြင့်ဤပညာသို့မဟုတ် KMB ကြောက်ကိုပေးခြင်းနောက်စစ်တပ်စီမံခံပွဲဆောင်ရွက်ခြင်းတွေကိုလှုပ်ဆောင်စေခြင်းပါတယ်လှုပ်ဆောင်တင့်ပါတယ်เนาะလှုပ်ဆောင်တင့်ပါတယ်ဆိုတော့ဒီလိုလှုပ်ခြင်းအဖြစ် ကျွန်တော်တို့ရှေ့မှာဗမာမှာဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလားเนาะဒီဘက်မိုးပြေဘက်เนาะဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလားဒီအမ်ဘရန်နဲ့ရေကမ်းမှာဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလားဆိုတော့စက္ခရီအသက်တွေထပ်မထွက်လာအောင်เนาะမထွက်ရဲတော့အောင်ပို့လို့မရတော့အောင်ကျွန်တော်တို့ကရန်သူရဲ့အတွင်းစည်းတဲ့ကိုเนาะစက္ခမိစ္ဆာတွေရဲ့အတွင်းစည်းတဲ့ကိုဝင်ပြီးတော့ဖျက်ရမှာပါဒါဒီသက်အရေးကြီးပါတယ် ညညာရှိသတိဖြစ်ခဲအနေနဲ့ကျွန်တော်တို့ကြော်ပြီးတော့စဉ်းစားမိပါကိုကျွန်တော်အနေနဲ့ပြည်သူတွေကပြည်သူတယောက်အနေနဲ့အရေးတော်ပုံတက်သားတယောက်အနေနဲ့စိတ်ပူရဲစိတ်ပူရဲအတွက်ကျွန်တော်ဒီကနေတည်ပြခြင်းဖြစ်တယ်အဲ့တော့တကယ်လို့များဒါကိုကျွန်တော်တို့ထိထိရောက်လုပ်နိုင်မယ်ဆိုလို့ရှိရင်နော်ရန်သူကိုကျွန်တော်တို့ဥချိုးပြီးသားဖြစ်ပြီးတော့သူတို့ပြန်ပြီးတော့တက်တီဆောက်စုဖွဲ့မှုတွေနော်တက်ပြီးတော့တက်ဖြတ်ဖြည့်တာတွေ KMB ကြောက်ဖြည့်တင်းတာတွေကိုလုပ်လို့မရအောင်အဲ့တော့ Ukraine က ရုရှားကိုလုသွားတဲ့ပုံစံကြီးကြည့်ကြည့်ရင်ပထမဆုံးသူတို့နှက်လိုက်တွေကိုသူတို့ရှင်းတာကိုတွေ့ရမှာဖြစ်တယ်။တခါငှက်တွေကိုလက်သားတွေကိုရှင်းတယ်။တခါသူတို့ဘာတွေကိုရှင်းလဲဆိုတော့ဒီ KME ကြောင့်ထုတ်လုပ်တဲ့ဒုံးကြီးဆက်ယုံတို့နော်။နောက်တစ်ခါကျတော့လောင်စာစီတဲတဲ့လောင်စာကန်တို့နော်။အဲအရာတွေကိုသူတို့ရှင်းတာကိုကျွန်တော်မိတ်ဆွေပြည်သူတွေတွေ့ကြရမှာဖြစ်တယ်။ဒီမင်းရက်နေသလားဆိုတော့မဟုတ်ပါဘူး။နော်ကျွန်တော်တို့ဒီယထာလန်းနေဆိုတာက KME ကြောင့်နဲ့ နော်စခတွေကိုအလွယ်တကူလှလင်းမြင်းမြန်အများကြီးတည်ပို့လို့ရတဲ့အခါကျတော့နော်ယူကရိန်းကဘာလို့လဲရုရှားရဲ့အကြီးပါတဲ့ရထားလန်းတွေကိုဒီဂျွန်လာတရနေနဲ့နေရနေစစ်စီရေးတွေမှာဖြတ်တောက်ပစ်ခဲ့တာကိုတွေ့ကြမှာဖြစ်တယ်။ဒါကဒီနေ့ဂျွန်လာ3ရက်နေ့မှာတော့နော်ရေအောက်စစ်စီရေးအနေနဲ့နော်ရေအောက်စစ်စီရေးအနေနဲ့ဒီခရမီးယားတံတားကိုခရမီးယားတံတားကို ျွန်တော်တို့ရီအောက်ထဲကနေပြီး TND တသိန်းကျော်ကျွန်တော် sorry ဒဏ္ဍာရီသုံးပြီးတော့ဖြိုပလိုက်တယ်အဲ့ဒါကဘာကိုလောက်တာလဲလို့ကျွန်တော်ခံမှန်းကြည့်တဲ့အခါကျတော့ရန်သူရုရှားတွေအနေနဲ့ Crimea ဒေသကိုနော်ဒီသရားကိုကူးပြီးတော့အလွယ်တကူစစ်ကူပို့လို့မရအောင်တံပြန်တိုက်စစ်လုပ်လို့မရအောင်လို့သူတို့ကဖြိုတယ်ဆိုတဲ့အနေထားကိုကျွန်တော်တို့တွေ့ကြမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်နော်ဒီ Ukraine ဆိုတာ Russia ဆိုတာတိုက်ပြီးရကြီးကြီး နော်ကဘာအစစ်နံပါတ်1ရှိတယ်နျူကလ িয়ার နဲ့လည်းပိုင်တယ်ကျွန်တော်တို့တိုင်းပြည်အနေထားမှာကြည့်လို့ရှိရင်မအားလောက်ကိုကျွန်တော်တို့ကပတ်ချလဲဝိုင်းထားပြီးပြီနော်အဲ့လိုအနေထားရှိတယ်ဒါပြင်ကျွန်တော်တို့လလန့်မိတဲ့ဒေသတွေအများကြီးရှိတယ်နော်တကယ်ကိုကျွန်တော်တို့လူအပ်နေတာကတကယ်ကိုစူးစီးကောင်းမွန်နဲ့အဲဥစားမှုပါနော်စူးစီးကောင်းမွန်နဲ့ဥစားမှုပါဒီလိုပြောတဲ့နေရာမှာကျွန်တော်အနေနဲ့တစုတစ်ဖွဲ့တည်းကိုမယူရပါဘူးကျွန်တော်တို့ဖြစ်စေချင်တာကတော့ ကျွန်တော်စုပေါင်းဥဆောင်မှုပေါ့နော်ဥမာဆိုလို့ရှိရင်ကိုယ်နေကိုကိုဥဆောင်ပြီးတိုက်ကြတယ်ဆိုတော့ကျွန်တော်လက်ခံတယ်နော်တိုင်းရင်းသားတွေအခုလောလောဆယ်မြေပြင်အရှိတရားနော်ကျွန်တော်လက်ခံတယ်တော့တော့မြန်မာတပီလုံးအတိုင်းနဲ့လွှမ်းချုံပြီးကြည့်မယ်ဆိုလို့ရှိရင်နော်မဟာဗျူဟာမြောက်ချိန်မုံရည်တွေလုတ်ဖို့ကိုတော့ကျွန်တော်တိုင်းသားခေါင်းဆောင်ကြီးတွေကဥဆောင်มาရမယ်ကျွန်တော်တိုင်းသားခေါင်းဆောင်ကြီးတွေကဘသူကိုဥဆောင်มาလဲလို့မေးຫນွေဥတော်လိုင်းရေးတရားလုံးနဲ့နော်ဗမာတိုင်းသားတွေကိုဥဆောင်မှုပေးมาရမယ် ကျွန်တော်တိုင်းသားကောင်းဆောင်ကြီးတွေကဘသူကိုဥဆောင်မှုပေးရမှာလဲလို့ပြောရင်ကျွန်တော်တည့်ပြောမယ်နော်လူဦးတော်လိုင်းမှာပါဝင်ပတ်သက်နေတဲ့ NUG အပါဝင်ကျွန်တော်တို့ဒီအညာဒေသကဒီဒီ LDF တွေ PDF တွေသူတို့ကိုဥဆောင်မှုပေးရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ NUG ဆိုတာကဒါကဟိုစေရေးစင်လာနဲ့လာခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ပါတီနောက်ကနေလာပြီးတော့သူတို့ကရပ်သားနေပြီးတော့လုပ်တဲ့ခါကျတော့စေရေးဥဆောင်မှုတွေနော် အမြင်တွေကြတော့ကျွန်တော်တိုင်းသားကောင်းဆောင်ကြီးကြီးလောက်လုံးဝကိုမရှိနိုင်ဘူးထို့နည်းတူစွာပဲကျွန်တော်တို့အညာဒေသကဗမာဒေသကကျွန်တော်တို့လက်နက်ကင်တော်လိုင်းတက်ဖွဲ့တွေဆိုလို့ရှိရင်လည်းစိတ်ဓာတ်ကိုရင်းပြီးတော့ကပောက်ပွားလာကြတာဖြစ်တယ်။တို့အနေနဲ့စီးအတွေ့အကြုံနဲ့เนาะကျွန်တော်တို့ဒီစီးစီမံခန့်ခွဲမှုเนาะဥစားမှုအပိုင်းတွေမှာကျွန်တော်တို့လူဝဲချက်တွေရှိနေနိုင်တယ်။အဲ့တော့ရန်သူရဲ့ကပ္ပဆတ်ဆက်ယုံကြီးရန်သူရဲ့တရားကြီးเนาะရန်သူရဲ့စီလောင်ကံကြီး ရန်သူရဲ့ငှက်ပိုက်ဒီနော်အဲ့ဒါဒီကိုကျွန်တော်တို့ရှင်းနိုင်မှုကြတဲ့ခါကျတော့ကျွန်တော်တို့ဒီတကယ်ကိုတိုင်းသားဘောင်းဆောင်ကြီးတွေပေါ့စုစည်းပြီးတော့နော်တကယ်ကိုအတွင်းကြကြပါဗျာအဲ့လိုမျိုးလုပ်နိုင်အောင်သိကောင်းပါပဲနော်ဒီလိုလေးလုပ်စေချင်လို့တော့ကျွန်တော်တို့တောက်လျှောက်တော့အားလုံးကိုတော့တင်ပြလာခဲ့တယ်အဲငကိုလေးကအခုလောလောဆယ်လှုပ်ဝက်ဆိုတာကြံစီပြီးတော့လုပ်နေတယ်ဆိုလို့ရှိရင်တော့လေဝမ်းသာစရာပါ မလို့ရသေးဘူးဆိုလို့ရှိရင်လေအခုထလို့အခုမိပါတယ်ဗျเนาะဘာလို့ဆိုတော့ထပ်ပြီးတော့အချိန်ဆွဲလို့မကောင်းဘူးရန်သူဘက်ကပထမဦးဆုံးအနေနဲ့เนาะစက္ခအသစ်တွေရနေတာဒါဆွေးစရာကောင်းတယ်ကျွန်တော်ဒါကိုဇက်တိုက်ထောက်ပြနေတယ်နေ့စဉ်သတင်းတွေဖတ်ကြည့်ပါအညာဒေသမှာအင်အားသစ်တွေနဲ့စစ်ကြောင်းသစ်တွေထိုးနေတာကို မြင်ကြရမှာဖြစ်တယ်မင်္ဂလာပါအကိုကြီးเนาะတွေ့ကြမှာဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်မဖြစ်မနေဖြတ်ကြဖို့လိုတယ် သူကလူအင်အားတွေအသက်ထက်ရနေတာကျွန်တော်ဖြတ်ဖို့လိုတယ်။နံပါတ်1ကပ္ပစားတွေကိုကျွန်တော်တို့မထိန်းချုပ်နိုင်သေးဘူး။အဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့အဲ့ကပ္ပစားစက်ရုံတွေကိုကာဘူးလို့တို့ပခုတ်ကူတို့ရေစကြိုးတို့ပေါက်ကူမြိုင်တို့ကန့်ဘလူတို့အဲ့ဘက်တွေကိုသူတို့စစ်ကြောင်းတွေထိုးပြီးတော့တချို့ဒေသတွေမှာဆိုစစ်ကြောင်းတွေကနော်အဲသူတို့ထောင်ကနန်းအနည်းဆုံး900လောက်အဲအဲ့လိုမျိုးတွေနဲ့ပါလာတယ်တက်လာတယ်အဲ့တော့နေကန်ကျွန်တော်တို့နော် LDF တွေ PDF တွေရှေ့ရတဲ့တဲ့စကားကြတာက စက္ခဆစ်စစ်တဲ့စာရင်ပတ်ပတ်စတဲ့ပြူတွေနောက်နောက်ကကျတော့အခုမဖြစ်မနေစစ်မှုထမ်းဥပဒေကြောင့်ပါလာတဲ့ဟာတွေလို့နော်နော်မင်္ဂလာပါနော်အဲဆရာမကြီးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ဆိုတော့အရာတွေကိုကျွန်တော်တို့ကြားရတယ်အဲ့တော့အခုယူကရိန်းကလွတ်ပြသွားပြီနော်ဒါကမတတ်နိုင်တော့မေကွန်ကြီးကအောက်သွားပြီပေါ့နော်အောက်သွားပြီဆိုတော့ကျွန်တော်တို့ကဒီ flicker of time လေးနည်းနည်းရှိတယ်ဘယ်လိုရှိလဲဆိုတော့ ်မအလကဂျိုတင်ကြံစီကာကွယ်မှုတွေမလုပ်ခင်မှာကျွန်တော်တို့လုပ်လို့ရမယ်။ဘာကြောင့်လဲဆိုဒီသင်္ကန်းစာပေါ်မှာရုရှားကအရှိုက်ကိုထိုးခံလိုက်ရတဲ့နော်နှာမြုပ်ကိုဖျက်ရိုက်ခံလိုက်ရတဲ့သင်္ကန်းစာပေါ်မှာရုရှားကတရုတ်ကမအလကအကုန်လုံးကသင်္ကန်းစာယူပြီးဘလူးတွေကာကွယ်မယ်ဆိုတာသူတို့ကနောက်ပိုင်းကျရင်လုလနိုင်တဲ့အနေအထားရှိပါတယ်။ဒါကြောင့်မလို့ဒီချိန်မှာကျွန်တော်တို့ကမိခွန်းတော့အောက်ပြီးသွားပြီ။သို့တော့နော် ဒီမဟာဗျူဟာမြောက် drone တွေမဟာဗျူဟာမြောက် rocket တွေကမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်ပါတယ်။เนาะအညာဒေသမှာလည်းလုံနေတဲ့အဖွဲ့တွေလုံပြီးသားတွေအောင်မြင်ပြီးသားအဖွဲ့တွေရှိတယ်ဆိုတော့ကိုကျွန်တော်တို့ကိုအညာဒေသကရဲဘော်တွေကိုတိုင်းလာပြောပြလို့ကျွန်တော်တို့သိရပါတယ်။ဒါအပြင်ကိုကျွန်တော်တို့အဲဒီရန်သူကိုအခုဆိုလို့ရှိရင်အဲအဓိကနှွားနေကြဆိုလို့ရှိရင် brave warriors for မြန်မာတို့เนาะနောက်ကကြတော့ no more dictatorship တို့เนาะနောက်ကကြတော့ infinity တို့နောက်ကကြတော့တန်တောင်အဲ အထူးတပ်ဖွဲ့တို့အဲ့လိုမျိုးတွေရှိပါတယ်နော်တကယ်ကိုရှိပါတယ်ဆိုတော့မြေပြင်မှာတကယ်ကိုလုံနေတဲ့အဖွဲ့တွေသူတို့တွေကိုကျွန်တော်တို့ကကျွန်တော်တို့ဆိုတာကဒီအကုန်လုံးပေါ့နော်တိုင်းသာကောင်းဆောင်ကြီးတွေနဲ့လူဦးတော်လိုင်းကောင်းဆောင်ကြီးတွေကစုပေါင်းဥဆောင်မှုနဲ့နော်လုံမယ်ဆိုရင်တော့တိတ်ကောင်းမှာဖြစ်ပါတယ်နော်ဆိုတော့အဓိကကကျွန်တော်တို့လက်ကျင့်တက်ဆင်ပေးပြီးတော့ဥဆောင်မှုပေးနိုင်ဖို့ပေါ့ဒါက drone mission တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့နော် federal winds တို့နော် cloud winds တို့ ရှိတယ်ဒါပြင်ညာဒီသားတွေမှာလည်း drone တပ်ဖွဲ့တွေရှိရယ်နော်အဲ့ drone တွေကိုကျွန်တော်တို့ကဟိုအစစ်မြင့်တင်ဖို့တော့လိုတယ်နော်အစစ်မြင့်တင်ဖို့တော့လိုတယ်ကျွန်တော်တို့ပေါ်ကာစားပုံစံမျိုးတော့လုံးလို့မရတော့ဘူးအစစ်မြင့်တင်မယ်အစစ်မြင့်နေပြီးတဲ့အခါကြာလို့ရှိရင်ပုံမူပြီးတော့ခီးဝေးဝေးသွားနိုင်ပြီးတော့နော်ပုံမူပြီးတော့ကျွန်တော်တို့သဲဆောင်နိုင်ပြီးတော့နော်ပုံမူပြီးတော့ကျွန်တော်တို့ဂျမ်းမာတွေကိုကြော်နိုင်ပြီးတော့အဲဒီလိုပုံစံမျိုးပေါ့ဗျာအစစ်မြင့်နီးပညာပေါ့နော်အဲ့လိုမျိုးတွေနဲ့ ွားနိုင်ကြဘူးပေါ့အဲအဲ့ဒါမျိုးတွေလည်းကျွန်တော်တို့ renovation နဲ့ innovation ပေါ့ဗျာအဲ့ဒါတွေကိုအဲကျွန်တော်တို့ထပ်ဆင့်မြင့်ပြီးတော့လုပ်ကြမယ်ဆိုရင်တော့သိကောင်းပါလေเนาะအရာရာကတော့เนาะမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကျွန်တော် YouTube တော့မှာ report ချနေပုံရပါเนาะခဏလေးစောင့်လိုက်ပါเนาะ

ကျော်လွားတဲ့ပုံစံမျိုးတွေကြည့်ကြည့်လိုက်ပါเนาะဒါကကျွန်တော်ကယူကရိန်းကပြောပြီးသားသတင်းတွေပဲကျွန်တော်ပြန်ပြောတာပါเนาะဟို confidential private တွေကျွန်တော်ပြောတာမဟုတ်ပါဘူးเนาะ classified သတင်းတွေကိုပြောတာမဟုတ်ပါယူကရိန်းကအကုန်လုံးပြောထားပြီးသားတွေကိုကျွန်တော်ပြန်ပြောပြတာဖြစ်တယ်ဆိုတော့ခီးဝဲသွားဖို့ကိုယူကရိန်းကเนาะသူကျော်လွားတဲ့နည်းလမ်းတွေအများကြီးရှိတယ်เนาะ drone ပေါ် drone ဆင်ပြီးသွားတဲ့ဟာတွေရှိတယ်ဂျမားတွေကိုနည်းပညာဆင့်မြင့်ပြီးတော့သူတို့ကျော်လာတယ်ရှိတယ်ပေါ့ အဲ့ drone တွေကိုကိုယ်တိုင်ထုတ်တယ်လို့လည်းကျွန်တော်တို့ကြားတယ်เนาะ Ukraine ကသူတို့ကိုယ်တိုင်ထုတ်ပြီးတော့လုပ်တဲ့ဟာတွေဒါကသူတို့တချို့ဟာတွေဆိုလို့ရှိရင် drone တွေဆိုအဲတက်သားနဲ့ထုတ်တယ်ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်တို့သတင်းတွေမှာဖတ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာလူငယ်တွေစွမ်းဆောင်နိုင်ပါတယ်เนาะတကယ်ကိုမြန်မာလည်းလုပ်နိုင်တဲ့အဖွဲ့တွေရှိတဲ့အခါကြတော့เนาะကျွန်တော်ဒီနေ့သတင်းစကားပေးချင်တာကအချိန်တိတ်မနှောင်းခင်ရန်သူဘက်ကကိုယ်တွေကိုကြင့်သားမရွတ်သွားခင် ဘာလို့လဲကျွန်တော်ဘက်က view ဟာကတမျိုးတည်းပဲသုံးနေလို့ရှိရင်ကြာရင်ရန်သူကကျင့်သားရသွားလိမ့်မယ် endurance ရသွားမယ် stamina ရသွားမယ်ကိုတွေကိုရန်သူကပြန်ပြီးခံမှန်းလို့ရသွားမယ်ကိုတွေကသူတို့ကိုပြောင်းလဲပြီးတော့လုပ်ရမယ်အနေထားရှိတာပေါ့နော် ဆိုတော့ဒီကောင်ချုပ်အနေနဲ့ကျွန်တော်တင်ပြချင်တာကကျွန်တော်ဒီမဟာဗျူဟာ၅ချက် နော်အဲ့ဒါကတကယ်ကိုလေးတက်ထားပြီးတော့စဉ်းစားစစ်ချင်တယ်အဲ့ဒါဒီပြီးကျွန်တော်တို့ရန်သူကိုဥချိုးတဲ့မဟာဗျူဟာပါအဆုံးသတ်တိုက်ပွဲကတော့ကျွန်တော်တို့မြေပြင်ကတက်ဖွဲ့တွေကနော်ရန်သူကိုလေကြောင်းကနေပြီးတော့ကိုရီဘက်ကနေပြီးတော့တို့တို့ကိုဥချိုးမဟာဗျူဟာမြောက်တက်ကတ်တွေကိုကျွန်တော်တို့ကရှင်းပြတဲ့အချိန်ကျရင်တော့နောက်ဆုံးပွဲသိမ်းကတော့မြေပြင်တက်ဖွဲ့တွေရဲ့ ပြည်သူတွေရဲ့အကုန်လုံးစုပေါင်းပြီးတော့လုပ်ကြမယ်အနေထားဖြစ်ပါတယ်အဲ့တော့ဒီကောင်ကျောင်းအနေနဲ့ကျွန်တော်တင်ပြချင်တာကငမားပြူရ၅ချက်နံပါတ်၁ရန်သူရဲ့အတင်းကျပ်စစ်မှုထမ်းဥပဒေအရစခအသစ်တီတိုးရနေတဲ့ဟာကိုမဖြစ်မနေကျွန်တော်တို့ဖြတ်တောက်ရေးနံပါတ်၂နှက်တိုက်တီနော်လထပိုက်တီရှင်းလေးနံပါတ်၃ကပ္ပဆက်ဆက်ယူများရှင်းလေးနံပါတ်၄ရန်သူရဲ့ logistic ပေါ့ဗျာနော်ကျွန်တော်တို့ရထားလမ်းလိုဟာမျိုးတိမ်ဖို့ဆောင်ရေးနော်နောက်ကြကြတော့ ဲတယ်လီကွန်မြူနီကေးရှင်းပေါ့နော်ဆက်သွယ်ရေးကွန်ရက်တွေတယ်လီကျွန်တော်အရာတွေကိုဖြတ်တောက်ရင်းနဲ့နံပါတ်၅ရက်သူရဲ့နောက်တန်းစခန်းနေနော်တမဌာနချုပ်တိုင်းစဌာနချုပ်တရင်ဌာနချုပ်ဓာရီကိုအနားမပေးဘဲနဲ့နော်ကျွန်တော်တို့ပုံမှန်စော်ပေးနေဆိုတော့၅ရက်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာအရေးတော်ပုံကြီးမှာဥဆောင်နေသောနော်ຫນွေဥတော်လိုင်းခေါင်းဆောင်များနော်တိုင်းသားလက်ကတော်လိုင်းခေါင်းဆောင်တွေအကုန်လုံးစုပေါင်းပြီးတော့စနစ်တကျနဲ့လှုပ်ဝှက်စွာနဲ့မဟာဗျူဟာမြောက်ကျွန်တော်လုတ်ပေးကြဖို့ ဒီနေ့ထပ်မှပြီးတော့ကျွန်တော်တင်ပြခြင်းနဲ့ဒီလိုလုပ်တဲ့နေရာမှာလဲမဟာဗျူဟာ drone နဲ့မဟာဗျူဟာဒုံးတွေကိုသုံးလို့ရှိရင်အလွန်ကိုထိရမှာဖြစ်တယ်ဆိုတာကိုတင်ပြရင်းနဲ့ယနေ့เนาะမြေပြင်မှာအောင်ပွဲတွေကိုယူဆောင်လာခဲ့တဲ့ KNU KNL နဲ့တကွ PDF ရဲဘော်များမြန်မာပြည်အနက်မှာနော်စကောင်စီနဲ့မအားလာနဲ့စက္ခတာတွေဟုတ်နော်စက္ခတွေကိုနှွာနေတဲ့ကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကိုဒီနေရာကနေလေးစားပါတယ်ကျွန်တော်တို့နိုင်ကူနိုင်မှာဖြစ်တယ်အောင်ပွဲကကျွန်တော်တို့ဘက်မှာ နော်စကောင်စီကတက်ပြက်နေပြီတိုက်တိုင်းရှုံတက်တိုင်းပြက်တက်တိုင်းပြေးခွေးတွေဝတ်တွေပြီးပြီးတော့ခွေးလို့ဝတ်လို့ဖန်ခံနေရပြီဆိုတာကိုတင်ပြရင်းနဲ့အေးတော့ဘုံမုချာအောင်နေပြီအောင်နေပြီအောင်နေပြီအောင်ကိုအာမီကျွန်တော်တို့မှာအောင်မြင်မှုကို အရယူခြင်းမှတပါအချားမရှိကျွန်တော်တို့အောင်ကိုအာမယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအဲဆက်ပြလို့ရှိရင် ရှယ်လို့ရရင်ရှယ်ပေးပါ comment ရေးပေးပါ comment ရေးပေးပါဆိုတာကကျွန်တော်ကျွန်တော်မိတ်ဆွေတွေရှေ့ကနေပြီးတော့သတင်းစကားတွေနားထောင်ကြပါတယ်တင်ယူကြပါတယ်ကျွန်တော်ကိုလာပြီးတော့ပြောပြပေးပါ